ရုပ်စေဒရာမာဆက်လက်အတူလေးတွေကိုကြည်ပြီးတော့ပတ်စံဆောင်လို့ရမယ့် APP လေးအသစ်တစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ပတ်စံထုတ်ဖို့ဆိုရင်ပေးပယ်နဲ့0.51ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ထွေတာမကြသေးတဲ့ APP လေးတစ်ခုဖြစ်တာကြောင့်မလို့အခုချိန်မှာလေဦးမှုရောက်ယူပြီးတော့ပတ်စံများများဆောင်ဝေလို့ရမှာဖြစ်ပါတယ်။ပတ်စံထုတ်ဖို့ဆိုရင်ပေးပယ်အကောင့်တော့မရှိမဖြစ်လိုအပ်မှာဖြစ်ပြီးတော့ပေးပယ်အကောင့်မရှိတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြပြခန့်ကြည့်ပြီးတော့ comment အောက်မှာ yes လို့မှတ်သွားပေးပါ လို့ PayPal အကောင့်လေးတွေကို Telegram Channel လေးထဲမှာမဲဖောက်ပေးတဲ့အခါမှာဆွေးကိုလူတို့ကဝင်ရောက်ကန်ဆယ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကို Like and Share လေးလုပ်ပြီးတော့အဆုံးထိ Like ပါကြည့်စုသွားလဲရအောင်ပေါ့နော် โอเคကျွန်တော်အခုပြောပြပေးမယ့် APP ၄ကားဆိုရင် Lucky Drama ဆိုတဲ့ APP လေးပဲဖြစ်ပါတယ်ဒီကောင်၄ကားဆိုရင် Drama ဇာတ်လမ်းတူလေးတွေကိုကြည့်ပြီးတော့ coin လေးတွေစုလို့ရမှာဖြစ်ပါတယ်ရရှိလာတဲ့ coin လေးတွေကိုကျွန်တော်တို့ကပေးပယ်နဲ့ပတ်စာပြထုတ်လို့ရမှာဖြစ်ပါတယ်အနည်းဆုံးပမာဏကားဆိုရင်0.51ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်1ဒေါ်လာ2ဒေါ်လာ3ဒေါ်လာ5ဒေါ်လာအစစီတဲ့ပမာဏလေးတွေကိုကျွန်တော်တို့ကပတ်စာထုတ်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ APP လေးကိုကျွန်တော်တို့ရယူမယ်ဆိုရင်ကိုလူတို့က ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချေဝေလိုက်ပေါ့နော်ဒီလိုဝေလိုက်ပြီဆိုရင်ဒီ Play Store တက်ကိုရောက်စီးလာမှာဖြစ်ပါတယ်ရောက်စီးလာပြီဆိုရင်ကျွန်တော်တို့ကဒီ Lucky Drama ဆိုတဲ့ app လေးကို install လုပ်ပေးရမှာဖြစ်ပါတယ်အခုမှအသေးထွေးစီးလာတဲ့ app လေးဖြစ်တာကြောင့်မလို့ download အသုံးပြုသူကဆွဲဒီမှာတစ်ထောင်ဒီပါပဲစီပါတိတဲ့ပေါ့နော်ဒီချိန်မှာကိုလူတို့ကလေဦးမှုရောက်ယူပြီးတော့ပတ်စံမြများ software လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကျွန်တော်တို့ရဲ့ဒီ post subscribe လေးထက်ကိုရောက်စီးလာပြီဆိုရင်ဒီကောင်လေးထက်ကိုကျွန်တော်တို့တစ်ချေဝေရမှာပေါ့နော်မဝေခင်မှာ ာပထမဆုံးကိုလူတို့ဖုတ်တမစီတဲ့ဒီလိုက်ကောင်းတဲ့ VVA တခုကိုပေါ်တော့ connected လုပ်ပြထားရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ JJ VVA လေးကိုအသုံးပြုမှာဖြစ်ပါတယ်ဟုတ်ပြီ connected လုပ်ပြထားလိုက်ပြီဆိုကျွန်တော်တို့ဒီကောင်လေးထက်ကိုတစ်ချေးဝေလိုက်ပါဝေလိုက်ပြီဆိုရင်ကိုလူတို့ပထမဆုံးရောင်းလာမှာကတော့ပေါ်တော့ဒီနေရာလေးကိုရောင်းလာမှာဖြစ်ပါတယ်ဒီမှာဆိုရင် lucky drum မှာဇလတ်တူလေးတွေကိုကြည်ပေးရုံနဲ့ coin လေးတွေစုလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကဆိုရင်ကျွန်တော်တို့ ethernet လိုက်မကောင်းတဲ့သူတွေဆိုရင်ကြည်လို့ပိတ်အဆင်မပြေဘူးပေါ့နော်တကယ်လို့ ethernet လိုက်ကောင်းတဲ့သူတွေဆိုရင်အာကြည်ရအခမ်းရ အဆက်ပြေမှာဖြစ်ပါတယ်။ Okay အနောက်ထပ်တစ်ခုကျွန်တော်ပြောပြပေးချင်တာကပေါ့နော်ဒီအောက်က reward ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကိုလူတို့ကိုကျွန်တော်ပြောပြပေးချင်တဲ့ဒီမှာ message လေးတွေတန့်စင်လေးတွေကိုကျွန်တော်ပြောပြပေးချင်တဲ့ပေါ့နော်ပထမတစ်ခုကဆယ်ကျွန်တော်တို့ဒီမှာ daily check in ဆိုတဲ့နေရာလေးပေါ့နော် check in ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကဒီမှာကြော်ညာတစ်ပုဒ်ကြည်ပေးရုံနဲ့ပေါ့နော်တနေ့တစ်ခါဒီမှာသူပေးထားတဲ့ quite ပမာဏနဲ့ဒေါ်လာပမာဏလေးတွေကိုရယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆယ်ကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီကောင်လေးထက်ကိုကျွန်တော်တို့တစ်ချက် ဝင်လိုက်မဲ့ဆိုရဲဒီမှာသူကဒီအဲသူပေးထားတဲ့အကြေရေကားဆွဲပေါ့နော်35အကြေပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ play ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မဲ့ဆိုရဲကြောင်ရတပုတ်ကြည်ပေးရုံနဲ့ဒီဥထဲကနေကျွန်တော်တို့အဲဒီတူနဲ့ပေါ့နော်ဒီဥကိုရိုက်ခွဲပေးရမှာဖြစ်ပါတယ်ဒီလို꿰သွားတဲ့အခါမှာဆိုရဲ quality တွေရရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီတနေ့ကိုပေါ့နော်35အကြေကျွန်တော်တို့အတုပ်ပြူပေးရမှာဖြစ်ပါတယ်ဒီထဲမှာဒီကြောင်ရလေးတွေကြည်ပေးရုံနဲ့ပေါ့နော် quality တွေအဲ့လိုတကူ software လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆိုကျွန်တော် ို့ဒီမှာလှန့်ကင်းဆွဲနေရာလေးကိုတစ်ချက်ဝယ်လိုက်ပါတော့ okay ဒီလိုဝယ်လိုက်ပြီးဆွဲဒီမှာသူပေးထားတာလေးကဆွဲတနည်းကိုကျွန်တော်တို့ဒီ35ချိန်ပေးထားမှာဖြစ်ပါတယ်ပလေးဆွဲနေရာလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တပုတ်ကြည်ပေးုံနဲ့ကျွန်တော်တို့ကဒီမှာလှန့်ကင်းလေးတွေလှည့်ပြီးတော့ဒီ quality လေးတွေအလွယ်တကူကန်ဆယ်လို့ရမှာဖြစ်ပါတယ် โอเคနောက်ထပ်တစ်ခုကဆွဲကျွန်တော်တို့ဒီမှာ log in ဆိုတဲ့နေရာလေးပေါ့เนาะ log in ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ coin ငါးဆက်ရရှိมาဖြစ်ပါတယ်ဒီမှာ go ဆိုတဲ့နေရာလေးပေါ်နေมาဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ကဒီနေရာလေးမှာယူပြီးပြီးမို့လို့ဒုဆိုပြီးပေါ်နေมาဖြစ်ပါတယ် go ဆိုတဲ့နေရာလေးကိုနှိမ့်လိုက်ပြီးဆိုရင်ကိုလူတို့ကဒီ free bone နဲ့ဖြစ်ဖြစ် go gain နဲ့ဖြစ်ဖြစ်ပေါ့เนาะ account ချိန်ဆက်ပေးရมาဖြစ်ပါတယ်ဒီလို account ချိန်ဆက်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ coin ငါးဆက်ရရှိသွားมาဖြစ်ပါတယ်ဟုတ်ပြီဒီအောက်ကတစ်ခုကဆွဲကျွန်တော်တို့ဒီမှာပေါ့เนาะကျွန်ညာကျွန်တော်တို့ငါးခုကြည်ပေးရုံနဲ့ကွာငါးဆက်ရ ာစီမှာဖြစ်ပါတယ်ဒီလိုကြည်ပေးမှဆွေဒီမှာဂိုးဆွေနေရာလေးကိုတက်ချစ်နှိပ်ပြီးတော့ကြောင်ညာတပုတ်ကြည်ပေးယုံနဲ့ပေါ့နော်ဒီမှာဝမ်းဆိုပြီးတိတ်လာမှာဖြစ်ပါတယ်ကြောင်ညာငါးပုတ်ကြည်ပေးလိုက်မှဆွေခွာရင်90ရာစီတွားမှာဖြစ်ပါတယ် โอเคဒီမှာဆွေလည်းပဲပေါ့နော်ကျွန်တော်တို့ကဒီမှာကြော်ညာ35ဘုံကြည်ပေးမဲ့ဆွေဒီမှာသူပေးထားလဲ꽌ပမာဏအစင်းစင်းနဲ့ကျွန်တော်တို့ရစီလာမှာဖြစ်ပါတယ်ကြော်ညာကြည့်မဲ့ဆွေကိုဆွေနေရာလေးကိုနှိပ်ပေးလိုက်ပြီးတော့ကြော်ညာလေးတွေကြည်ပြီးတော့꽌လေးတွေဒီမှာအဲဝယ်ယူလို့ရမှာဖြစ်ပါလေဒီအောက်မှာဆွေလည်းပဲကျွန်တော်တို့ဒီမှာပေါ့နော်နီယူဒီကောက်လေးကိုကျွန်တော်တို့ကိုဆွေနေရာလေးကိုနှိပ်ပေးလိုက်မဲ့ဆွေဘလောက်စားတစ်ခုခုရောက်စီသွားပြီးတော့ပေါ့နော်ဘလောက်စားထဲမှာကျွန်တော်တို့ဒီအမီနဲ့ ဒီအနှံငယ်ကျွန်တော်တို့ကြည်ပေးနေမှာဆိုရင်ဒီမှာသူပေးထားတဲ့ passport လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်လည်းပဲကျွန်တော်တို့ပေါ့နော်ဒီမှာဆိုရင်ဒီကအခု20ပေါ့နော်ကျွန်တော်တို့ waste 20ပေါ့နော်ဒီကောင်လေးကဘာလုပ်လို့ရလဲဆိုတာလေးကိုတစ်ချေပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုသူကအကျရေ20ပေးထားမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်မှစီးတို့ပေါ့နော် okay ဒီလိုအကျရေ20ပြီးအောင်ကျွန်တော်တို့လောက်ယူမယ်ဆိုရင်ဒီမှာ goal ဆိုတဲ့နေရာလေးကိုတစ်ချေနှဲပေးလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီ သူပေးထားတဲ့ drama ဆန်လက်အတူလေးတွေကိုကြည်ပေးရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ drama ဆန်လက်အတူလေးတွေကိုကြည်တဲ့အခါမှာဆွဲဒီလိုကြောင်ညာလေးတွေတေးလာတဲ့အခါမှာဆွဲကြောင်ညာလေးတွေကိုပြီးဆုံးအောင်ကြည်ပေးလိုက်ပြီးတော့ drama ဆန်လက်အတူလေးတွေကိုကြည်ပေးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာခဏကြုံလိုက်မယ်ပေါ့နော် โอเคကျွန်တော်တို့ပေါ့เนาะဒီလို drama ဆန်လက်အတူလေးတွေကိုကျွန်တော်တို့ကကြည်ပေးရုံနဲ့ပေါ့เนาะအပုတ်20ကိုကျွန်တော်တို့ကဒီမှာပြီးဆုံးအောင်ကြည်ပေးမဲ့ဆိုရင်ကျွန်တော်တို့ကဒီ quality လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီကောက်လေးကဆွဲကျွန်တော်တို့ဒီတပုတ်ကြော်တဲ့အခါမှာဆွဲကြော်ညာတစ်ခုတင်มาဖြစ်ပါတယ်ပေါ့เนาะကြော်ညာလေးတွေကိုကျွန်တော်ကြော်လိုက်มาဖြစ်ပါတယ် โอเคဒီလိုပေါ့เนาะကျွန်တော်တို့ drama ဇာတ်လမ်းအတူလေးတွေကိုကျွန်တော်တို့ကကြည်ပေးယုံနဲ့ဒီအပုတ်20ပြီးသွားတဲ့အခါမှာဆိုရင်ဒီအမား reward ဆိုတဲ့နေရာလေးထမ်းမှာပေါ့เนาะဒီမှာကျွန်တော်တို့က quality ရာရစီမှာဖြစ်ပါတယ်ဒီအမားဆိုရင်လည်းပဲဒီ drama အပိုင်းတူလေးတွေကိုကျွန်တော်တို့က90ပြီးအောင်ကြည်ပေးမယ်ဆိုရင်ဒီမှာ quality က90ရာစီမှာဖြစ်ပါတယ် drama ဇာတ်လမ်းအတူလေးတွေကိုကျွန်တော်တို့ကဒီမှာ100အထိကြည်ပေးမယ်ဆိုရင်ဒီမှာ quality 300ရာစီမှာဖြစ်ပါတယ်သူပေးထားတဲ့ဒီမှာ asset တွေပေါ့เนาะဒီ test တွေကိုကျွန်တော်တို့ကလုပ်ပေးမယ်ဆိုရင် quality တွေ အလွယ်တကူဆော့ဖေးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီအကမီဆိုရဲ့နေရာလေးကိုတချေဝေလိုက်ပါမီဆိုရဲ့နေရာလေးကိုတချေဝေလိုက်ပြီးဆိုကျွန်တော်တို့ဒီမှာကျွန်တော်တို့ရရှိလာတဲ့ကွိုက်ပမာဏလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ပတ်ဆက်ပြတ်ထုံးမဲ့ပေါ့နော်ငွေပြတ်ထုံးမဲ့ဆိုကျွန်တော်တို့ကဒီ profile ဆိုရဲ့နေရာလေးကိုကျွန်တော်တို့ငွေပြတ်ထုံးမဲ့ဆိုဒီမီဆိုရဲ့နေရာလေးကိုဝေလို့လဲရလို့ပေါ့နော်ဒီဝီဝါဆိုရဲ့နေရာလေးကိုလည်းတချေဝေလို့ရမှာဖြစ်ပါတယ်ဒီအပေါ်မှာဆိုရဲ့အိတ်ချေဆိုရဲ့နေရာလေးပေါ့နော်ဒီအိတ်ချေဆိုရဲ့နေရာလေးကိုတချေနှဲပေးလိုက်ပါဒီလိုနှဲ ိပေးလိုက်ပြီဆိုရင်ကိုလူတို့ကဒီမှာမြေသွေးရမှာပေါ့နော်ပတ်စံစတဲ့ထုတ်ယူလို့ရမယ်ပမာဏကဆိုရင်0.51ပမာဏပဲဖြစ်ပါတယ်ဒီ0.51 1ဒေါ်လာ2ဒေါ်လာ3ဒေါ်လာ5ဒေါ်လာပေါ့နော်အစားစင်းတဲ့ပမာဏလေးတွေကိုပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီ0.51ပမာဏထုတ်ယူမယ်ဆိုရင်ကွိုင်9ရောက်ယူ လိုမှာဖြစ်ပြီးတော့1ဒေါ်လာထုံးမဲ့ဆွေ꽌တဲ့ထောက်ပဲလိုမှာဖြစ်ပါတယ်ကျွန်တော်တို့ကပတ်စံစတဲ့ထုံးမဲ့ဆွေ1ဒေါ်လာကနေပဲစတဲ့ထုံးယူပေါ့နော်꽌တဲ့ထောက်ပြီးတာနဲ့1ဒေါ်လာထုံးယူပေါ့꽌ငေါရပြီးတာနဲ့05ဝါတော့ထုံးလိုက်မဲ့ဆွေကျွန်တော်တို့ရဲ့ဒီ꽌ပမာဏလေးကပေါ့နော်ဆုံဆုံနဲ့ချင်းစီမှာဖြစ်ပါလေဒါကြောင့်မလို့ကျွန်တော်တို့ပတ်စံစတဲ့ထုံးမဲ့ဆွေ1ဒေါ်လာကနေပဲစတဲ့ထုံးယူဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်ကျွန်တော်မှရရှိထားတဲ့ပမာဏကဆွေဒီမှာ152ခွိုင်းရရှိထားတာလေးပဲဖြစ်ပါတယ်꽌ငေါရပြီးတာနဲ့05ဝါဒေါ်လာရရှိမှာဖြစ်ပါတယ် ဒီထက်ကနေငွေထုံးမဲ့ဆိုကျွန်တော်တို့ကဒီ1ဒေါ်လာကနေစတဲ့ထုတ်ယူဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတာကကျွန်တော်တို့ဒီမှာပေါ့နော်။ Quite ငေါ်ရဆိုရဲကျွန်တော်တို့0.51ဒေါ်လာပဲရရှိမှာဖြစ်ပြီးတော့ Quite တဲ့ထောင်ရရှိတာနဲ့1ဒေါ်လာရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Quite ငေါ်ရလောင်းတဲ့ပေါ့နော်ကျွန်တော်တို့က1ဒေါ်လာကိုပဲထုတ်ယူဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ဒီကောက်လေးကဆိုရဲလည်းပဲကျွန်တော်တို့ဒီပေါ့နော်ဒီဒေါ်လာအစိမ့်တွေနဲ့ကျွန်တော်တို့ကပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဒီကောက်လေးကတကယ်ရလားမရလားဆိုတာလေးကိုလည်းကျွန်တော်နောက်ထပ်ပြီးတော့အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ တယ်ပထမဆုံးကျွန်တော်တို့ပတ်စံထုတ်ယူမယ်ဆိုရင်ဒီ꽌လေးတွေနဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်လည်းပဲကျွန်တော်တို့2ဒေါ်လာ3ဒေါ်လာ5ဒေါ်လာအစားစီးတဲ့ပမာဏလေးတွေကိုပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထဲကနေငွေထုံးမယ်ဆိုရင်1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ကျွန်တော်အကြံပေးခြင်းပါတယ်ငွေထုံးမယ်ဆိုရင်ပေးပန်ကောင်လေးတော့အဖြစ်မနေစီထားဖို့တော့လိုမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာငွေထုံးနည်းနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်